္ဂလာပါရှင် MCN သတင်းဌာနကနေ့စဉ်စီစဉ်တင်ဆက်ပေးနေတဲ့ Business Today စီစဉ်ကကြိုဆိုပါရယ်ဒီစီစဉ်ကနေ့စဉ်နိုင်ငံတကာသုံးဝေကြီးပေါက်ဈေးနှုန်းတွေတူရွှေဈေးနှုန်း73စီစဉ်နှုန်းနဲ့စံဈေးနှုန်းပါဝင်စီးပွားရေးဆိုင်ရာလူကြောင့်မှုသတင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်အခုပထမဆုံးအနေနဲ့နိုင်ငံတကာသုံးဝေကြီးပေါက်ဈေးနှုန်းတွေကိုတင်ဆက်ပေးသွားမှာပါဒီကနေ့2019ခုနှစ်မတ်လ9ရက်အင်္ဂါနေ့အတွက် ပြည်ရင်းပြည်ပမှာလဲလှယ်နေတဲ့ငွေကြေးဈေးကွက်တွေပါဆိုရင်တော့ မရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ1358ကျပ်၊ဥရောပတယူရိုကိုမြန်မာကျပ်ငွေ1441ကျပ်၊စင်ကာပူဒေါ်လာကိုမြန်မာကျပ်ငွေ960ကျပ်၊တရုတ်တရံကိုမြန်မာကျပ်ငွေ196ကျပ်၊အိန္ဒိယဒရူဘီကိုမြန်မာကျပ်ငွေ20ကျပ်၊မလေးရှားဒရင်းကစ်ကိုမြန်မာကျပ်ငွေ304ကျပ်နဲ့ထိုင်းတစ်ပတ်ကိုမြန်မာကျပ်ငွေ38ကျပ်ဝန်းကျင်တည်တည်ပေါက်ဈေးရှိနေကြပါတယ်။ ဒီကနေ့အမေရိကန်ဒေါ်လာရဲ့ပြင်ပပေါက်ဈေးဟာဆိုရင်1356ကျပ်ဝန်းကျင်ကိုရောက်ရှိလာပြီးဒေါ်လာဈေးနှင်းငယ်ကျဆင်းနေပါတယ်ရှင်။ဆလာဘီဒီကနေ့အတွက်ရှင်းစင်းနှုန်းအခြေအနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီကနေ့ညနေအထိမြန်မာရွှေဈေးကွက်မှာ16ဘဲရည်တစ်ကျပ်သားအယောင်းဈေး18,800ကျပ်နဲ့အဝယ်ဈေး18,6900ကျပ်ဈေးပြေခဲ့ပါတယ်။ကမ္ဘာရွှေဈေးမှာဆိုရင်တော့တစ်ထရန်အောင်စကိုအမေရိကန်ဒေါ်လာ1224ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ ဒီကနေ့ရဲ့ပြည်တွင်းရွှေစင်းလုံးကတော့အကြဘက်ကိုတိတိတသားနဲ့ဦးတည်နေပါရရှင်။ရန်ကုန်မြို့က73ဒီဇယ်လုံးချင်းနေတကိုတင်ပြရမယ်ဆိုတော့ဒီဇယ်1လီတာကို920ကျပ်ကနေ925ကျပ်ဝန်းကျင်ပရီမီယံဒီဇယ်1လီတာကို940ကျပ်ကနေ945ကျပ်ဝန်းကျင် အော်တိန်92လီတာကို930ကျပ်ကနေ935ကျပ်ဝန်းကျင် အော်တိန်95တလီတာကို860ကျပ်ကနေ980ကျပ်ဝန်းကျင်တည်တည်ပေါက်ဈေးရှိနေကြပါတယ်။ဒီကနေ့စက်သုံးသည့်ဈေးနှုန်းတွေကဈေးအတက်ပိုင်းမှာပဲတည်ရှိနေပြီးဈေးနှုန်းပြောင်းလဲခြင်းမရှိသေးပါဘူးရှင်။ဒီကနေ့အတွက်ဆန်ဈေးနှုန်းပြောင်းလဲတွေကိုတင်ပြရမယ်ဆိုရင်တော့ Emperor ဆန်ကျန်တိတ်ကိုရေးသေးပေါ်မူတည်ပြီး1800ကျပ်ကနေ2000ကျပ်ပေါင်းဝန်းကျင်ရှိပြီးဆန်ချောပေါ်ဆန်မွေတိတ်ကိုလည်းရေးသေးပေါ်မူတည်ပြီးတော့ 3000ကျပ်ကနေ3600ကျပ်တိရှိတယ်လို့မြန်မာနိုင်ငံစံစဘာကုန်စည်တိုင်းဝါတိုင်းကနေသိရှိရပါတယ်။လက်ရှိပြည်ရင်းစံစည်းကွက်မှာတော့ရန်ကုန်စံကုန်စည်တိုင်းတွေကိုစံဝင်ရောက်မှုနှဲပါနေပြီးစံစည်းနှုန်းလည်းနှဲငယ်ကျဆင်းနေပါတယ်ရှင်။ဆလဘီဒီကနေ့ရန်ကုန်စတော့အချိန်နောက်ဆုံးစည်းကွက်ခြင်းတွေကိုတင်ပြရမယ်ဆိုရင်တော့ First Myanmar Investment Company Limited ကအစုရှယ်ယာတစုကို19000ကျပ်နဲ့ဈေးဖွင့်ထားပြီး18500ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။ မြန်မာတီလဝအစစ်စက် Holding Public Limited ကတော့အစုစရာတစုကို4300ကျန်တဲ့စတင်ဈေးပွင့်ခဲ့ပြီး4300ကျန်တဲ့ဈေးပိတ်ခဲ့တာပါမြန်မာ Citizen Bank Limited ကတော့အစိုးရာတစုကို6000ကျန်တဲ့ဈေးဖွင့်ထားပြီး6000ကျန်တဲ့ဈေးပိတ်ခဲ့ပါတယ်။ First Private Bank Limited ကတော့အစိုးရာတစုကို3200ကျန်တဲ့ဈေးဖွင့်ထားပြီး3500ကျန်တဲ့ဈေးပိတ်ခဲ့ပါတယ်။ဒီကနေ့မှာတော့ Yangon Store အခြေရဲ့ Store Share ဈေးနှုန်းတွေကတိတိတသားကိုကျဆင်းနေပါတယ်ရှင်။ MCN သတင်းဌာနရဲ့ Business Today အစီအစဉ်ကို www.mcntv.biz နဲ့ Facebook လိုမျိုးကိုရမ်းစာမျက်နှာပေါ်မှာတော့ MCN TV News မြန်မာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ရုပ်သံအစီအစဉ်တွေမှာကြော်ညာထည့်သွင်းလိုရဲဆိုရင်တော့ဖုန်းနံပါတ်3936398469ကိုဖြစ်စေ email လိပ်စာ newsroom.mcn@gmail.com ကိုဖြစ်စေဆက်သွင်းနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ Business Today အစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ကျမမင်တင်စားပါရှင်။